ညောင်ရွှေမြို့နယ်မိုင်းတောက်ပရာဟိတဂေဟာ၌တဘာဝပဝင်ကျင်ထိန်ထိန်ရေးအတ္တိပညာပေးဟောပြောပွဲကွင်းစင်းဆောင်ရွက်တဲ့တဲ့င်းကိုတင်ဆက်ပါမယ်ခင်ဗျာဇွန်လ9ရက်နေ့တွင်ကြာရောက်မြည်ကဘာပဝင်ကျင်ထိန်ထိန်ရေးနေ့ထိမ့်မှအကျိုးအတ္တိပညာပေးဟောပြောပွဲကိုယနေ့နက်9နာရီကချမ်းပြည်နယ်ညောင်ရွှေမြို့နယ်မိုင်းတောက်ကြီးရွာရှိ မိုင်းတောက်ပရာဟိတဂေဟာ၌ဆောင်ရွက်ခဲ့ပါတယ်အဆိုပါအတ္တိပညာပေးဟောပြောပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနညောင်ရွှေမြို့နယ်ယုံဦးစီးရာရှိ ဥနေမျိုးတူတွေကကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့အကြောင်းတိကောင်းစရာများပလတ်စတစ်စတင်ပေါပေါလာပုံနဲ့တွင်ကျဲစွာအတုံးပြူလာကြပုံများပလတ်စတစ်နဲ့အခြားဆုံးဖြတ်ပစ္စည်းများကြောင့်ကမ္ဘာပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများပလတ်စတစ်အန္တရာယ်အကြောင်းနဲ့ချော့ချတုံးဆွဲရန်နည်းလမ်းများအကြောင်းကိုအကျယ်တဝင့်ရှင်းလင်း၍အသိပညာပေးဟောပြောခဲ့ပါတယ်ဟောပြောပွဲအပြီးတွင်ចောင်းသားចောင်းသူတွေများကတိရှိလိုဒီများကိုမေးမြန်းကြရာ ပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနညောင်ရွှေမြို့နယ်ယုံဦးစီးအရာရှိကပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။